ဗုဒ္ဓကျမ်းရာရီကောက်ပင်နှင်းမြက်ပင်အနန္တ ayi တပည့်30ယဟန်ဘဝကိုဆွံ့၍လူပောင်ပြန်သွားကြသည်ဟုသောတည်င်းကိုယနေ့ရရှိသည်ထိုပုဂ္ဂိုလ်အလုံးသည်လူငယ်လူရွယ်များဖြစ်ကြသည်ငါ၏ယဟန်များသည်အလွန်မယင်ကြီးမဖွဲ့ရသည့်အပြုမှုများကိုပြုလုပ်သည်ဟုသောအခြားတည်င်းတစ်ခုလည်းရရှိသည် ဆွံ့ဆာသွားသည့်အခါ၌ဆူဆူညံ့ညံ့မြည်မြလောက်ကြသည်နည်းဆိုလျှင် အချင်းချင်းရန်ဖြစ်ကြသလားဟုအောင်းမေရသည်စွန်ကန်သွားသည့်အခါ၌ရှေ့လူတက်ကြသည်သူတို့ကိုမြင်တွေ့လျင်ဤဘက်ကိုများသည့်တာမန်လူတို့ထက်ထူးကဲ့သောပုံကိုများဖြစ်သည်ဟုမိသူပြောမိနီသူတို့မကြသည့်ပုံကိုများအားငါသည် အပြင်းအထန်မမ်းမဲချိန်မောင်းလိုက်သည်သူနာသူပုံကိုများစီးနှင်ကန်းနေနေထိုင်ရန်ငါသည်သူပုံကိုများအတွက်ဥပစ္စေဆရာများကိုခန့်ထားလိုက်သည် ထို့ပုဂ္ဂိုလ်များသည်မိမိတို့၏ဥပစ္စေများအားမိမိတို့၏ဥပစ္စေများအားဝိကြီးဝိငယ်ပြုကြပြီလိမ့်မည်ဥပစ္စေဆရာများကသူတို့အားကြီးစုဆောင်မှကုညီကြပြီလိမ့်မည်ယင်းတို့အားဖြင့်ထို့ပုဂ္ဂိုလ်များ၏မဖွဲရမှုများသည်လွင်ရှားပြကွယ်သွားပြီလိမ့်မည်တူးနှင့်တူးကိုင်းကျွမ်းမီကျွမ်းကိုင်းမီနေခြင်းအပြင်ထို့ပုဂ္ဂိုလ်များသည့်အချင်းချင်းထောက်ထားငဲ့ညာမှုလည်းရှိလာပေလိမ့်မည် အနန္တာ၏တပည့်30ထွက်ပြေးသွားသွားကြသည်ဖြစ်၍မဟာကတ္တပထေသည် အနန္တာအာမန်မဲချိန်မောင်းလေသည်စင်စစ်မှမူအနန္တာသည်အမြင်ကျဲသူပုဂ္ဂိုလ်မဟုတ် သူသည်ရှိရှိဝေးဝေးကိုမကြည့်တတ်ပစ္စုပန်ကိုသာလျင်ကြည့်သည်ဝမ်းမြောက်ဝမ်းသာလည်းဖြစ်လွယ်သည်မိတိလုံမျိုးကိုမဆိုရှိရှိဝေးဝေးတွေးမနေပဲချက်ချင်းလက်ငင်လှုပ်ပြတတ်သည်အနာဂတ်တွင်ဘလို့အကျိုးတရားမှုရှိလာမည်ဆိုသည်ကို မတွေးတော့မစင်စား မဟာကတ္တဖအခြေကသူ့ကိုမမဲချိန်ပေါင်းဒီမှာမှန်ပေသည်ငါထံမှသူရောက်လာရင်ငါသည်သူ့ကိုထိုမြောက်လောက်ချိန်ပေါင်းမမဲခြင်းမပြုတ်လို့စေကမူသူ့ကို တပည့်တပန်းများအားဆွဲလန်းချစ်ခင်မှုမပြုတ်ရန်တတိပေးမိမှအမှန်ဖြစ်ပေသည်လေသမားလေယာစိုက်ပြိုးသောအခါ၌စဘာပင်များနှင့်အတူတကွာမျက်ပင်များလည်းပေါက်လာသည်။ထို့ရာတွင်လေသမားသည် မျက်ပင်ကိုကျပြီးလေယာစိုက်ပြိုးခြင်းလုပ်ငန်းကိုပိတ်မပစ်လိုက်ပေ ငါဤတန်ခါအဖွင့်စီလဲဤနည်းနှင်းနှင်းဖြစ်သည်ငါဤတန်ခါလေယာမြေ၌လဲတာရိပုတ္တရာနှင့်မောကလန်တို့ကဲ့သို့သောစဘာပင်ကပင်များရှိတကဲ့သို့ပင်စွန်ခံထွက်ရ၌ဆုစုညံ့ညံ့လောက်ကြသောယဟန်ပါဝင်ပြီးပြန်ထွက်ပြေးကြသောမြက်ပင်များလည်းရှိပေသည် ချုံမြက်ပင်များကိုနှုတ်ပစ်ဖို့သာလျင်ရှိပေသည်သူမဟုတ်အနန္တအိတပည့်များထွက်ပြေးကြတဲ့ကဲ့သို့သူ့အလိုလိုလဲကျွတ်ထွက်သွားပြီလိမ့်မည် ညက်ပင်ပောင်းပင်များရောရောအထွေထွေဖြစ်နေသဖြင့်လန့်စရာလည်းမလိုပေရှက်စရာလည်းမလိုပေလူတိုင်းလူတိုင်းသည်အချိန်ကာလအနည်းငယ်များဖြစ်စေယဟန်ဘဝအတွေ့အကြုံကိုတွေ့ကြုံသိရှိလျင်ထိုပုဂ္ဂိုလ်တို့ကျေးဇူးများစွာရှိသည်ဟုပင်ငါသဘောရသည်တန်ခါအဖွဲ့စည်းထဲမှဘယ်နှစ်ရက်နေနေငါရေးကြီးခွင့်ကျယ်မလုပ်ပေတန်ခါလေယာထဲမှမျက်ပင်များရှိနေခြင်းကြောင့်တန်ခါအဖွဲ့စည်းသည်ကဲ့ရဲ့ပွဲဖြစ်၏ဟုလည်း ငါမယူဆပြီအကျင့်ပုဂ္ဂိုလ်တို့သည်ယင်းအကြောင်းများကြောင့်ငါဤတန်ခါအဖွဲ့စည်းကိုကဲ့ရဲ့ရှုံချကြ၏ထိုပုဂ္ဂိုလ်များအားမျက်မပေါက်သည့်လယ်မျိုးလုပ်ပြကြစမ်းပါဟုငါကပြောလိုက်ပါရစီ photo